အန်နီက14နှစ်အရွယ်ကောင်မလေးတယောက်ပါ။သူမကအကြောင်းလေးကစတားတယောက်ဖြစ်တဲ့ကင်မရွန်ရဲ့ညီမတယောက်ဖြစ်တာကြောင့်အားလုံးကသူ့ကိုလူတီများပါတယ်။ဒါပေမဲ့အန်နီကအေးစစ်စစ်လေးနဲ့ပဲနေတတ်ပြီးတော့အဖေနဲ့မိကလည်းအန်နီကိုကလေးတယောက်လိုပဲသဘောထားကြတာပါ။အန်နီ14နှစ်ပြည့်တဲ့မွေးနေ့မှာသူ့ရဲ့အဖေကမတ်စပို့တလုံးကိုလက်ဆောင်ပေးခဲ့ပါတယ်။အန်နီကစပြီးတော့စေကျော်တက်တို့ရဲ့ဒုံးဆန်တိုင်းပဲအန်နီမှာအွန်လိုင်းကနေစကားပြောနေကြတငယ်ချင်းတယောက်ရှိလာပါတယ်။သူ့နာမည်ကတော့ Charlie ပါ။ ချာလီဟာသူမတို့နဲ့အရွယ်တူကောင်းလေးတယောက်ဖြစ်တဲ့ပြင်မိဘမျိုးရိုးကလည်းအဆင်ပြေတာမို့လို့အိမ်ကလည်းတိတ်ပြီးတော့တားမြစ်တာတွေမလုပ်ပါဘူး။သူမရဲ့အဖေကတော့ချာလီရဲ့အကြောင်းကိုစုံစမ်းပေးခဲ့ပြီးတော့အန်နီပြောတဲ့အတိုင်းပဲမှန်ကန်နေတာမို့လို့မမတင်တာမမအောင်နေထိုင်ဖို့ပဲမှာခဲ့ပါလိမ့်။အန်နီနဲ့ချာလီကအမြဲတမ်းစကားတွေအပြန်လဲပြောနေခဲ့ပြီးတော့ပုံတွေလည်းအပြန်လဲပို့ပေးနေခဲ့ပါလိမ့်။စတီဖနီလို့ခေါ်တဲ့အကြောင်းရဲ့ဟာဟာဟာမိန်းကလေးတစ်ယောက်ကသူမရဲ့မွေးနေ့ပါတီကိုလာပြီးတော့ဖိတ်ပါတယ်။ ်အခုဖြစ်သူကင်မရွန်ကတော့တက္ကသိုလ်တက်ဖို့အတွက်ပြင်ဆင်နေတာကြောင့်ပါတီကိုအန်နီတယောက်ထက်သာဈေးလွှတ်လိုက်ပါတယ်ပါတီတစ်ခုလုံးကအရန်ဟောနေကြတာကြောင့်အန်နီကစိတ်ကျဉ်းချက်နေခဲ့ပြီးတော့စစ်ဖနီတို့ကလည်းကောင်းလေးတယောက်ကိုဘယ်လိုဆွဲဆောင်အောင်တချင်းစူပြရမလဲဆိုပြီးတော့သင်ခန်းစာတွေပို့ချပေးနေတာမို့လို့အန်နီလည်းလှန့်ပြီးတော့အိမ်ကိုပြန်ပြေးလာပါတယ်အင်းရောက်တဲ့အခါမှာတော့အန်ဒီကအဖေဖြစ်သူကိုဒီအကြောင်းတွေကိုပြောပြခဲ့ပြီးတော့သူမကိုလူငယ်ဆန်ဆန်နေဖို့ပြောပြီးဖုန်းနဲ့ပဲအချိန်ဖြုံးမနေဖို့အကြံပေးခဲ့ပါတယ် အန်နီကတော့သူမရဲ့ဘဝမှာသူမအခန်းထဲပဲအချိန်ကိုနေရတာသဘောကျခဲ့ပေမဲ့အခုတော့ချာလီနဲ့အတူတူစကားပြောတာကို crazy နေပါတယ်။အန်နီကတော့တနေ့တားရဲ့ဖြစ်သမျှအကြောင်းတွေကိုပြောပြခဲ့ပြီးချာလီနဲ့ video call ပြောချင်ပေမဲ့ချာလီကပြောဖို့ညှင်းဆန်ခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အန်နီကစစ်ဖနီတို့နဲ့အတူတူ shopping ထွက်ခဲ့ပါတယ်။အန်နီရဲ့အမေကတော့သူသမီးကိုဘာတွေဝယ်ခဲ့လဲလို့မေးတဲ့အခါမှာအန်နီကစစ်ဖနီတို့ရဲ့အကြံပေးချက်အရကိတ်ကိတ်ပေါ့စီတွေဖြစ်ဖို့ ကျက်သည့်အစင်နဲ့ဘရာဘရာလေးဝယ်လာခဲ့တယ်လို့ကြွားပါတယ်။ဒီလိုမျိုးလူကြီးဆန်ဆန်ဆက်စီကြကြပစ္စည်းတွေဝယ်လာခဲ့တာမလို့အမေဖြစ်သူကသူ့ရဲ့သမီးလေးကိုယောက်ျားလေးအတွက်အချိန်ဖြုံးမနေဘဲနဲ့တာမန်နေထိုင်ဖို့အတွက်တော်ကီတွေပွားနေပါတယ်။လိမ္မာတဲ့သမီးလေးကတော့အိမ်ပြန်ရောက်ရောက်ချင်းမှာသူဝယ်လာတဲ့ပစ္စည်းတွေကိုရည်သားအစ်စ်ဆက်ဆက်ချာလီစီကိုပြနေခဲ့ပါတယ်။ညရောက်တဲ့အခါမှာအဖေကကင်မရွန်ကိုယောက်ျားတွေမှာရှိရမယ့်ကိုချင်းတရားကျောင်းတွေကိုတေချာဆုံးမှပြောခဲ့ပါတယ်။ကောလိပ်ကျောင်းကိုတယောက်တည်းသွားပြီးတော့ဖြတ်တန်းခဲ့ရတာကြောင့် ကိုခြေတော့ပေါ်ကိုရက်ပြီးတော့ကိုကိုကိုထိန်းချောင်းပို့ပြင်းမပြက်စည်းဖို့ပြောပြီးတော့ပစ္စည်းတွေကိုတူတူသိမ်းပေးနေပါတယ်။အဲဒီချိန်မှာအန်နီကတော့သူ့ရဲ့အသက်20ရွယ်ကိုကိုက25နှစ်ကိုပြောင်းသွားတာမို့လို့စိတ်ဆိုးပြီးတော့ပေါက်ကွဲနေပါတယ်။ဒါပေမဲ့ဆယ်ကျော်သက်မှလေးရဲ့အခြေဦးဖြစ်တဲ့ချာလီကတေချာချောခဲ့တာကြောင့်နှစ်ယောက်သားကပြန်ပြီးတော့အဆင်ပြေသွားကြပါတယ်။နောက်ရမနဲ့အကိုဖြစ်သူကိုကောလိပ်တက်ဖို့အတွက်မိဘတွေကိုလိုက်ပို့တာကိုအကြောင်းပြပြီးတော့အန်နီကချက်ချင်းကိုဂျာလီနဲ့တွေ့ဖို့ချိန်ခဲ့ပါတယ် ရောင်းပြေးပြီးတော့ Charlie နဲ့ဒိတ်ခဲ့ပေမဲ့သူ့ရဲ့ရည်စား Charlie ကအသက်လိမ်နေပြင်ပုံကလည်းသူ့ရဲ့ပုံအစင်မဟုတ်ဘဲနဲ့တခြားတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Annie ကစိတ်ဆိုးသွားခဲ့ပေမဲ့ Charlie ကတော့သူ့ဟာ Annie ပေါ်မှာလိမ်ခဲ့ပေမဲ့သူတို့တွေချစ်ခဲ့ကြတာဟာအစစ်မှန်တွေဖြစ်ခဲ့တာကြောင့်စိတ်မဆိုးဖို့ပြောခဲ့ပါတယ်။အရင်မှလေး Annie ကတော့ Charlie ရဲ့အပြောတွေအောက်မှာကြွေးစင်းသွားခဲ့ပြီးတဲ့နောက်တူတူလျှောက်ပြီးလဲဖို့သဘောတူခဲ့ပါတယ်။ Charlie နဲ့ Annie တို့ကမုတ်တွေအတူတူစားကြပြီးတဲ့နောက် Charlie ကဆက်စီဆန်ဆန်အနီရောင်ပီကနီတစုံကိုလက်ဆောင်ပေးပြီးတော့သူ့ကိုဝတ်ပြခိုင်းပါတယ်။ အန်နီကလည်းချစ်သူကောင်လေးသဘောကျဝစ်ဆင်ခဲ့ပြီးတဲ့နောက်စားနေကြဖာကြီးချာလီကအန်နီကိုနမ်းခဲ့ပြီးတော့အပြာရောင်ချင်းညာလေးဖြစ်ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်တွေမှာတော့ချာလီကအန်နီကိုလုံးဝအဆက်အသွယ်မလုပ်ဘဲနဲ့ပျောက်သွားပါတယ်။အန်နီကနေရာအဆုံကနေဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့လုံးဝမရခဲ့ပါဘူး။ဒါကြောင့်အခြေယူးယူးနေတဲ့အန်နီကတော့တငယ်ချင်းတွေကိုလည်းအကောင်းမမြင်တော့တယ်လို့မျိုးအိမ်မှာလည်းတမိုင်မိုင်တထွေထွေဖြစ်နေပါတယ်။တရက်မှာတော့အန်နီကိုအတန်းနဲ့အထီလာပြီးတော့ဂျဲတွေကခေါ်သွားပါတယ်။ အန်ဒီရဲ့မိဘတွေကိုလည်းချက်ချင်းလာခဲ့ခိုင်းလိုက်ပြီးတဲ့နောက်မှာတော့အန်ဒီဟာပြီးခဲ့တဲ့ရက်တွေတုန်းကမော်တယ်တစ်ခုမှာအသက်35နှစ်အရွယ်အမျိုးသားတဦးရဲ့အတ္တမပြုကျင်ခံရတယ်လို့ပြောပြလိုက်ပါတယ်။အန်ဒီကိုတက်တဲ့အထောက်အထားတွေရဖို့နဲ့အတ္တမပြုကျင်ခံရသူဟုံးမဟုတ်အတွက်အစစ်ချောင်းစင်အနေနဲ့စစ်ဆေးခဲ့ပါတယ်။စစ်ဆေးမှုတွေပြီးတဲ့အခါမှာအန်ဒီကိုမိဘတွေစီခေါ်လာခဲ့ပြီးရဲမှုဒေါကွန်ကအန်ဒီနဲ့အတူဆွေးနွေးဖို့ခွင့်တောင်းပါတယ်။အန်ဒီရဲ့မိဘတွေကသဘောမတူပေမဲ့ဒါကလူရိုးလှုပ်စင်အတိုင်းဖြစ်တာကြောင့်လက်ခံခဲ့ရပြီးတဲ့နောက်မှာ အဲ့ဒီနေကဝေခဲ့တဲ့ဝစ်စုံကိုတက်တည်အဖြစ်တောင်းလိုက်ပါတယ်။အန်နီကမိမတွေမသိအောင်ပုတ်ထားတဲ့အနီအောင်အင်ဂျီကိုရဲတွေလက်ထဲအပ်လိုက်တဲ့အခါမှာအန်နီရဲ့မိမတွေကအမှုမှန်ပေါ်ဖို့အချိန်ဘလောက်စောင့်ရမလဲဆိုပြီးတော့မေးခဲ့ပါတယ်။ရဲရာရှိတွေကဒီလိုအမှုတွေဟာတောင်းတဲ့ချီရှိနေကြတာမို့လို့အန်နီအလေရောက်ကိုအတော်ကြာစောင့်ရအောင်မယ်လို့ပြောပါတယ်။ပြီးတော့လေအန်နီနဲ့ချာလီရဲ့ချက်တင်တဲ့ကိုဝင်ပြီးစစ်ဆေးပြီးတော့ချာလီရှိတဲ့နေရာကိုတည်ရဖို့စူးစမ်းပါတယ်။ အန်နီကတော့စကားပြောဖို့ရာအတွက်မလိမ့်လေခြင်းမူလို့ပြောတာမို့လို့အန်နီရဲ့ဖခင်ကအယံဒေါသထွက်သွားပါတယ်။နောက်ဆုံးမှာတော့အန်နီကဟန်ဆောင်လိမ့်လေဖို့သဘောတူခဲ့ပြီးတဲ့နောက်ချာလီစီကိုစာပြန်ပို့ပါတယ်။ချာလီကလည်း reply ပြန်ခဲ့ပြီးတော့ဘယ်သူမှမရှိဘူးလို့တေချာမေးမြန်းပြီးတဲ့နောက်မှာတော့ဖုန်းကိုခေါ်လိုက်ပါတယ်။အန်နီကလည်းလက်ခံစကားပြောခဲ့ပေမယ့်အထာနဲ့တဲ့ချာလီကအန်နီဘေးကရဲရရှိတွေရဲ့ဖုန်းနံပါတ်ကိုခြေရာခံပြီးပြီးတဲ့နောက်သူသတင်းစုံစမ်းနေတာကိုရိပ်မိပြီးတော့ဖုန်းချသွားပါတယ်။ ါကြောင့်အန်နီကလည်းစိတ်ထိခိုက်သွားခဲ့ပြီးတော့အခန်းထဲကိုပြေးဝင်သွားပါတယ်။ရဲတွေကလည်းအိမ်ကိုပြန်သွားခဲ့တော့မှအန်နီရဲ့ဖခင်ကအဲ့ဒီနေ့ကအန်နီကအော်ဟစ်ပြီးတော့အကူအညီတောင်းခဲ့လာလို့မေးပါတယ်။ဒါအတ္တမမှုမမြောက်ပေမဲ့အတ္တမပြည့်သေးလို့တရားရင်ဆိုင်ရမယ်လို့ပြောသွားခဲ့ပါတယ်။အန်နီရဲ့အဖေဝဲကတော့သူ့သမီးအကြောင်းကိုပြန်တွေးနေပြီးအခန်းထဲမှာအန်နီရဲ့ငင်းဆန်နေတာတွေကိုပြန်တွေးပြီးတော့စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမဲ့အန်နီကတော့သူ့ရဲ့အခြေရေကိစ္စကိုသွားတိုင်နဲ့သူ့ရဲ့တငယ်ချင်းကိုတော်တော်လေးစိတ်ဆိုးနေပါတယ် ဲ့နာအပြင်ကိုမှစိတ်ရောဂါအကြံပေးတဲ့ဆရာဝန်စီကိုလည်းဂျာလီအကြောင်းသာသူ့အဖေတို့မသိရင်အားလုံးကသူနဲ့သဘောတူတယ်လို့ပြောပြခဲ့ပါတယ်။ဂျာလီသူ့ကိုလာပြီးတော့ချင်းကက် ကာစားက16နှစ်အရွယ်ကောင်လေးလို့ပြောခဲ့ပေမဲ့တစားနဲ့တစားအလိမ်တွေပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဂျာလီကစကားပြောတတ်တဲ့အပြင်အန်နီကိုလေစိတ်သက်ခွန်အားတွေပေးနေတာကြောင့်သူ့အတွက်အရန်ကောင်းတဲ့ချစ်သူတယောက်လို့တွေးထားတာပါ။ရဲဘက်ကချာလီရဲ့ credit card နဲ့တည်နေရကိုရှာတွေ့ခဲ့ပြီးတော့ချာလီလို့ထင်ရတဲ့လူတွေနဲ့ပုံတွေကိုဝဲကိုပေးခဲ့ပါတယ်။ ဝဲကလေးအန်နီကိုပြဖို့အတွက်ခေါ်ပြီးမေးခဲ့ပေမယ့်အန်နီကချားလီမပါဘူးလို့ညှင်းလိုက်ပါတယ်။ဝဲကအန်နီအတွက်ဖုန်းအသစ်တစ်လုံးကိုဝယ်ပေးခဲ့ပြီးအဲ့ဒီဖုန်းမှာချားလီကိုဆက်သွယ်ရင်တော့သူကိုယ်တိုင်ဖုန်းကိုပြန်သိမ်းပြီးတော့နောက်ထပ်လေအန်နီကိုယုံကြည်မှုမပေးတော့ဘူးလို့တတိပေးခဲ့ပါတယ်။နောက်ရမှာတော့ရဲတွေကချားလီကိုအကွက်ချပြီးတော့ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့အကွက်ကြုံမြင်တဲ့ချားလီကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီကြောင်းတွေကိုတီးသွားတဲ့ဝဲကရဲတွေရဲ့ အသုံးမကျတာကိုအပြစ်ပုံချခဲ့ပြီးဂျာလီကိုသူကိုယ်တိုင်ရှာဖို့စပြီးတော့အကောင့်ထဲပေါ်နေပါတယ်။ပြီးတော့အန်နီရဲ့ diary ထဲမှာပါတဲ့အကြောင်းတွေအရဂျာလီကအတ္တမပြုချင်းခဲ့တာမဟုတ်ဘဲနဲ့အန်နီကိုယ်တိုင်ကအလိုတူအလိုပါဖြစ်ခဲ့ပြီးတော့အခုတော့ဂျာလီရဲ့အပြုစုအယူရတွေကိုတတိယနေတယ်ဆိုတာတွေရေးသားထားပါတယ်။ပြီးတော့လည်းအမြဲတမ်းမယုံမကြည်ဖြစ်နေတဲ့အဖခင်ဖြစ်သူကိုအန်နီကညှို့ညင်လာခဲ့ပြီးတားဖနေအောင်ပြဿနာတွေတက်ကြပါတယ်။ ဝဲကအန်နီနဲ့ဆွေးနွေးနေကြဖြစ်တဲ့စိတ်ပညာဆရာဝန်စီကိုသူ့အတွက်တွားရောက်ဆွေးနွေးရတဲ့အစီအထီပါရောက်ပြီးတော့အမြင်ရလိုလိုချာလီအကြောင်းတွေပဲတွေးပြီးတော့ဒေါသပဲထွက်နေတာမို့လို့ပဝင်းချင်မှလည်းဆက်ဆံရေးတွေကပြက်စီးလာပါတယ်။အခုဖြစ်သူကောလိကပြန်လာတဲ့အခါမှာမိသားစုညသာစားကြပြီးတော့အားလုံးကလည်းပျော်ရွှင်နေခဲ့ပေမဲ့မပျော်ရွှင်နိုင်တဲ့တယောက်ကတော့အန်နီပါ။သူမရဲ့အကူကတော့ကောလိကအကြောင်းတွေကိုပြောပြနေခဲ့ပေမဲ့အန်နီဟာသူ့ရဲ့အကြောင်းတွေကိုသူ့အဖေကပြောပြမှာကိုစိတ်ပူနေခဲ့ပါတယ်။ ဒါပေမဲ့သူ့အဖေကဘာမှမပြောပြတာကြောင့်အန်ဒီကစိတ်တက်တာရသွားပါတယ်။အဲ့ဒီညမှာပဲရဲဘက်အရာရှိတွေကချာလီရဲ့ DNA ကိုရလာတာကြောင့်သတင်းလာပေးပါတယ်။တကယ်လဲရဲတွေကြားထားတဲ့အချက်လက်အရချာလီဆိုတာဒီလိုလိမ်အမြတ်ထုတ်ရဲ့ပြည့်ချက်တွေအများကြီးရှိတဲ့ပြင်အတန်းငယ်တဲ့မိန်းကလေးတွေကိုလည်းမတော်မတရားကျင့်လို့ရှိပါတယ်။ဒီအကြောင်းတွေကြားလိုက်ရတဲ့အန်ဒီကတော့သူ့ချစ်ရတဲ့ချာလီကအခြားသူတွေရှိခဲ့တာလားလို့မေးပေမဲ့တကယ်တော့ချာလီကအခြားတယောက်ရှိတာမဟုတ်ဘဲအန်နီလိုမျိုးပြားရောက်ခံထားရတဲ့မိန်းကလေးတွေပဲဖြစ်နေပါတယ်။ ။ဒါကိုသိသွားတဲ့အန်ဒီကတော့ချက်ချင်းပင်ကိုကျွေးပြီးတော့သူ့ရဲ့ဆေးရောဂါဆီယာမဆီကိုသွားခဲ့ပါတယ်။သူ့ကိုချစ်ပါတယ်လို့ယုံကြည်ထားတဲ့ချာလီကတစိမ့်မင်းကလေးတွေကိုလည်းသူ့လိုမျိုးလိုက်ပြီးတော့အမြဲထုတ်နေတာကြောင့်ယူချိုးမရဖြစ်နေပါတယ်။သူကိုလှတယ်ပြောခဲ့တဲ့စကားတွေ၊သူမကိုအားပေးခဲ့တာတွေ၊ဝယ်ပေးခဲ့တဲ့လက်ဆောင်တွေ၊ပျော်ရွှင်အောင်လုပ်ပေးခဲ့တာတွေကသူမတယောက်တည်းအတွက်တည်တံ့မဟုတ်တာကိုသိသွားခဲ့တဲ့အခါမှာတော့အန်နီယာသူမဘက်ကနေချာလီအတွက်ကာကွယ်ပေးခဲ့တာတွေကိုနောက်တားရပြီးတော့သူမရဲ့ပေးခဲ့တဲ့အချစ်တွေဘဝတွေအတွက်စိတ်မကောင်းဖြစ်နေပါတယ်။ မိဘနှစ်ယောက်ကအန်နီကိုအိမ်ကိုပြန်ခေါ်လာခဲ့ပြီးတော့သူတို့ရဲ့သမီးလေးကိုပြန်ပြီးတော့ပျော်ရွှင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုတွေးနေပါတယ်။ဝဲကတော့အခုထိအန်နီရဲ့ ACC တဲကိုဝင်စစ်ဆေးခဲ့ပြီးတော့ချာလီဆိုတဲ့ကောင်ကသူ့ရဲ့ပစ္စည်းတွေကိုအန်နီကိုပို့ထားတာကြောင့်ဒေါသထွက်နေပါတယ်။အန်နီရဲ့အမေကတော့ဒီလိုအထိပယ်မရှိတဲ့အရာတွေကိုမလုပ်ဘဲနဲ့ဝမ်းနဲ့နေတဲ့အန်နီကိုပဲပျော်ရွှင်အောင်လုပ်ပေးဖို့ဝဲကိုတိုက်တွန်းနေပါတယ်။ဝဲကတော့အန်နီရဲ့အတွက်အမှန်တရားကိုရှာဖွေကြည့်နေတာကြောင့်အန်နီအမေကတော့ဒေါသထွက်သွားပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့သမီးရဲ့ဘေးနားမှာနေပြီးတော့အားပေးရမယ့်အချိန်မှာအခုထိအတိတ်ကနေရုံမထွက်နိုင်တဲ့ဝဲကိုလည်းတော်တော်စိတ်တူနေပါတယ်။ဒီလိုနဲ့လင်မယားနေရောက်စကားများပြီးတော့ပြဿနာတွေတက်ခဲကြပါတယ်။ကျောင်းမှာအန်နီကိုနီးပြဆရာကဗောလီဘောပြိုင်ပွဲအတွက်လူစားထုတ်ပြီးဝင်ပြိုင်စေခဲ့ပါတယ်။အန်နီရဲ့တကြောပြန်ပြန်ပြီးကစားပွဲအတွက်ဝဲကပါကိုယ်တိုင်လာပြီးတော့အားပေးနေတဲ့အချိန်တဖက်ကကျောင်းသားမိဘကိုမြင်သွားပါတယ်။သူရဲ့ပုံစံကအဖြူရောင်းစပင်းနဲ့တူအရံမောင်းကလည်းချာလီနဲ့တူနေတာမို့လို့ ။စိတ်မထိနိုင်တဲ့ဝဲကအဲ့ဒီလူကိုသွားပြီးတော့ထိုးလိုက်ပါတယ်။အဲ့ဒါကြောင့်အားလုံးအလံတကြားဖြစ်သွားကြပြီးအန်နီယိုအခြားသူတွေကပါဝဲကိုဝင်ဆွဲတော့မှဝဲလေးအသီးစိတ်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အန်နီအကြောင်းကိုသိတဲ့လူတွေကအန်နီကိုမကောင်းတဲ့မိန်းကလေးဆိုပြီးတော့အင်တာနက်မှာနာမည်ဖြတ်ကြပါတယ်။ဒါတွေကိုသိသွားတဲ့အန်နီကတော့သူ့ကိုယ်သူဆေးတွေအများကြီးတောက်ပြီးတော့တတ်သိခဲ့ပါတယ်။အန်နီရဲ့မိဘတွေကဒီကြောင်းတွေကိုသိသွားတာကြောင့်အချိန်မီကယ်လိုက်နိုင်ပေမဲ့အန်နီကိုတိတ်ချစ်တဲ့ဝဲကတော့စိတ်ထိခိုက်သွားပါတယ်။ အားလုံးကသူ့ကြောင့်ဖြစ်ရတာဖြစ်ပြီးတော့အစောကြီးကလေးကသမီးကိုမဆုံးမပဲယုံကြည်မှုလွန်ကဲနေတာမို့လို့ဒီလိုမဖြစ်သင့်တာတွေဖြစ်ရတာပါဆိုပြီးတော့အန်နီကိုတောင်းပန်ခဲ့ပါတယ်။အန်နီကလည်းသူ့ရဲ့အမားတွေကြောင့်အားလုံးစိတ်ငြိမ်းရတာပါလို့ပြောပြီးတော့ပြန်တောင်းပန်ပြီးတာဖာနီယောစလုံးကဒီကိစ္စကိုဘာမှဆက်မလုပ်တော့ဘဲနဲ့ပြန်ဖုံးခဲချလိုက်ပါတယ်။ချာလီကရောမိန်းကလေးတွေကိုဖျက်ဆီးနေကြဖြစ်တဲ့စားနေကြဖာဒီချာလီကတော့ကောလိပ်ကျောင်းကယူပဗေဒဆရာတယောက်ဖြစ်ပါတယ်။သူ့မှာတားလေးနှစ်ယောက်ရှိတဲ့ပြင် အင်တာနက်လောကရဲ့အပြင်မှာအကုန်သိခါရှိရှိနေထိုင်နေတဲ့သူလည်းဖြစ်နေပြန်ပါတယ်။ဒီကလေးအရာမိန်းကလေးတွေအင်တာနက်ကနေစိတ်ဝင်စားပြီးတော့မိမိဘဝကိုအပြည့်စည်မခံဘူးနဲ့တကယ်သာဖြစ်လာခဲ့ရင်ကိုယ့်ရဲ့မိဘတွေကိုကိုယ့်ထက်ပိုပြီးတော့စိတ်ထိခိုက်ရတာမို့လို့အမားတွေကင်းအောင်နေကြပါလို့စကားလက်ဆောင်ပေးခြင်းပါတယ်ခင်ဗျာ။